တီဘောနံပါတ်2မြို့ချားမှာရှိတဲ့မိုးဒီတရဟာမိုက်ခွဲခံရပြီးထပ်ပိုင်းကျိုးကျသွားရဲဆိုတဲ့သတင်းတစ်ခုလူမှုကွေရက်မှာပြန့်နှံ့နေခဲ့ပါတယ်။ Snow Queen ဆိုတဲ့ Daily Channel ကနေတီဘောမြို့နယ်နဲ့နံပါတ်2မြို့နယ်ကိုဆက်တွေ့ထားတဲ့မိုးဒီတရမိုက်ခွဲပစ္စည်းခံရရလို့ကျိုးကျနေတဲ့တရပုံနဲ့အတူရေးသားဖြန့်ဝေခဲ့ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပန်နဲ့ Global Reporter Website တွေကနေလည်းတရနဲ့ပတ်သက်ပြီး TNL ကဖြန့်စည်းခဲ့တယ်လို့ရေးသားဖြန့်ဝေထားပါသေးတယ်။ဒီပုံကိုမြစီမာကချက်လက်စစ်ဆေးခဲ့ပြီးသတင်းတွေဖြစ်ကြောင်းတွေ့ရပါတယ်။တီဘောနဲ့နံပါတ်2မြို့ချားကိုဆက်ထားတဲ့မိုးဒီတရကျိုးကျခြင်းမရှိဘူးလို့ ရွှေပြည်မြေသတင်းဌာနကနေမြေပြင်အခြေအနေကိုသိရှိသူတဦးနဲ့ဆက်သွယ်မေးမြန်းကဖော်ပြထားပါတယ်။ဒါအပြင်ကြိုးကြသွားတဲ့တရားကိုရှာဖွေစစ်ဆေးတဲ့အခါမှာရခိုင်ပြည်နယ်တန်တွဲကွာလန်းဘုတ်ကစိတ်တည်တရားဖြစ်နေတာကိုတွေ့ရပြီးကြိုးကြသွားတဲ့တရားပုံစံတူနေပေမဲ့ရိုက်ထားတဲ့ဓပုံဟာရှူးတော့မတူတာကိုတွေ့ရပါတယ်။ဒါကိုတော့ AIRI သတင်းဌာနကနေဖော်ပြထားပါတယ်။နောက်ပြီးမြန်မာ press photo agency ကနေလေကြိုးကြသွားတဲ့တရားဟာမိုးတီတရားမဟုတ်ပဲကျင်းတလီတရားဖြစ်တဲ့အကြောင်းထပ်မံပြီးချက်လက်ဆစစ်ထားပါသေးတယ်။ ဒါကြောင့်တီဘောနံပါတ်မျိုးကြားမှာရှိတဲ့မိုးရီတရားဟာ TNL မိုင်းခွဲလို့ထပ်ပိုင်းကြိုးကျသွားတဲ့ဆိုတဲ့သတင်းဟာအမှန်တကယ်မဟုတ်ပေရခိုင်ပြည်နယ်ကကြိုးကျခဲ့တဲ့တရားကိုပြန်လည်ဖော်ပြကာသတင်းမှအဖြစ်ဖြန့်ဝေထားတာပဲဖြစ်ပါတယ်။မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီခြင်းတဲ့သတင်းတွေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ်။ပေးပို့မယ်ဆိုရင် t.alliance/agfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စီခြင်းတဲ့သတင်းအကြောင်းအရာကိုလင်းနဲ့တကွပေးပို့ပေးပို့မြစ်တာရက်ခန့်အပ်ပါတယ်။ လူ့ကောင်မီဒီယာရဲ့ဆက်လက်ရပ်တည်ခံမှုပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်ပြည့်စုံပြီးကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။